ဲအားလုံးပဲမင်္ဂလာပါဗျာဒါကတော့မန္တလေးမှာဟော့ဖြစ်နေတဲ့ဆူလာမူနီဘုရားမြတ်စွာဘုရားဖြစ်ပါတယ်ဒါရွှေချောင်းကြီးဘေးကအတုမရှိချောင်းပေါ်မှာတင်ထားပါတယ်ဒီထဲမှာတက်ကြရေးရထားတာကတော့1258ခုနေတဲ့သစ္စိန်ကြီးရောဘုရားတကဥရွှေယုံဘုရားအမဒေါ်တုတ်ကောင်းမှုတဲ့နိဗ္ဗာန်စုနတ်လူသားတို့ခေါ်စေတော်တဲ့နောက်တဲ့ 63နှစ်ကြာတဲ့အချိန်မှာ1320ခုနှစ်ပဲတစ်ဆင်ကြီးရောဥလဖေဒေါမြာသိန်းတို့ကပြန်လည်ပြုပြင်တာတာသိမိတစုကောင်းမှုနတ်လူနိဗ္ဗာန်စုနတ်လူတာလူခေါ်စီတော်လို့တက်ကြစ်မှာစာရီရေးထားတယ်ပေါ့ရနော်ဒါလက်ရတော့ဒါဂျေရနာဘုခစ်လက်ရပဲကျွန်တော်ဘဘူးဆရာတယောက်အမြင်နဲ့ပြောရရင်တော့ဒါကျွန်းသာထူထားတဲ့လက်ရပဲသူကရှေးတုန်းကကုကစ်လို့ကောဘတ်တွေပါနေမပေါ်တော့လက်ရနည်းနည်းကျန်းတယ်ပေါ့ဗျာနော်လှုပ်ချက်ကျန်းတယ်ပြောလက်ရလို့ကောင်းတယ် ဟိုချော့မှုမနေဘူးဗျာအဲရှေးဖျားပုံစံပဲဗျာနော်ဒါကျွန်တော်ပတ်ပတ်လေးကိုပတ်ရိုက်ထားဖျားတကယ်ကြီးညိုဝေရကောင်းပါလေဗျာနော်ရှေးဖျားပါဒါရှေးလူကြီးတွေရဲ့လက်ရအိုဂုံပြုတ်ပြီးတော့ကျွန်တော်ဟိုပေါ်ပြပြီးတာဖြစ်ပါတယ်ဒီလိုမူရာတွေနဲ့ဒီလိုဟန်ပန်တွေကជីဖျားတွေမှာရောတေတာစင်းတူမှာရောကြောက်စင်းတူတော်မှာရောဒါယရနာဘုံခစ်ကလက်ရာတွေပါဗျာမင်းတို့မင်းတရားကြီးခစ်ကလက်ရာတွေပါနော် ။ဒါပေမဲ့ဒီဖရားရဲ့တတန်းကတော့ကျွန်တော်တွေ့ကြရ1386ဆိုရင်128နဲ့တော့ရှိပြီပေါ့ဗျာနော်။ဒါအဲ့ဒီရှိတွေကထုထားသလားပြန်ပြီးတော့ရွှေသေးတုတ်ထားသလားတော့ကျွန်တော်အတိအကျတော့မပြောတတ်ဘူးဗျာ။လောလောဆယ်တော့ဒါရွှေသင်္ကန်းကတ်ထားတာတော်တော်ကြီးညိုရကောင်းပါလေဗျာနော်။အဲ့တော့အများသူကအနီးကဖူးညော်လို့ရအောင်အဲ့မှာလက်လက်ဒီပါလေးလှွတ်ထားတယ်တွေ့လားရှိဖေးရား ကျွန်တော်ထင်တော့ဒါကျွန်းသွားဆင်းလို့တော့ဖြစ်တော့တယ်ဗျာနော်ဒါရွှေအစ်စ်ချထားတာဗျာနော်ဒါပေမဲ့ကျွန်တော်တို့ကတော့ဟိုကားလေရောဆိုအကျိုးပေးကောင်းလို့ဗျာအတွင်းထိဝင်ရောက်ဖူးမြော်ခွင့်ရခဲ့တယ်ဗျာနော်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာဖူးခွင့်ပြုတဲ့လူတွေအားလုံးကို